ဇလန်းဆောင်မှာတော့တလေးဆန်ယုံတခုမှလီလာကြီးချောင်းသားတစုဟာတလေးဆန်လေးတွေကိုလီလာကြည့်ရှုနေချပါရီအဲ့ဒီမှာဖြူလုံးစိုးရီကိုဝါလာဝဝုံကနာမည်အကြီးဆုံးဖြစ်ပါရီတလေးဆန်ယုံမှာချစ်စရာတရဝါနီကြောက်စရာတရဝါဆိုပြီးတော့ခွဲခြားထားပြီးတော့အဲ့ဒီမှာပင်ကူကြီးကီမီကောက်ကြီးကြောက်စူးတော်ပုတ်တင်ကြီးနဲ့မွေမီပြာတို့ပါဝင်ပါရီအနေများတဲ့တလေးဆန်တွေကိုပြသပေးရီမုတ်စိတ်နဲ့လူသားတွေကတလေးဆန်တွေကိုခေါ်သွားပြီးတော့ပြသနေပါရီအကလုံးအစဉ်ပြနေပြီးမှမီးပြာလဲမှာမွေမိုးအကလုံးကကြောက်နေခဲ့တာကြောင့်မီးပြာလဲဝန်းနေသွားပြီးတော့တလေးဆန်ယုံလည်းညနေပိုင်းမှာပိတ်သွားခဲ့ပါရီဖြူလုံးကလည်းကဘာနန်းကနေကြီး ို့ရအောင်ပြုလုပ်ပေးထားပါရီပြပွဲပြီးတာနဲ့ကြောက်စရာတော်ဝါရီကလည်းလောင်ရင်းနဲ့ဝင်ကြပြီးတော့ပြပွဲကြောင်းပြောနေကြရင်မိချောင်းကြီးကော်နီကမိပြအောင်အားမငယ်ဘူးပြောပြီးတော့ဒလိဆန်တိုင်းကပင်ကိုစွန့်ရင်ရှိပြီးတော့တော်ရိုင်းမာနီကတတိယသူတို့လေးဒီကနေ့လွန်မြောက်မှာပါလို့မူတည်ပေးလိုက်ပါရီဒီတိုင်းကြောက်စရာဒလိဆန်တွေကိုပြသပြီးမေးအောင်မြင်မှုတော့မရဘဲနဲ့လူတွေကြောက်ရွံ့တာပဲခံနေရပါရီဒီနေ့မှာတော့မိချောင်းမကော်နီစီကံကိုမို့စိတ်သားပြုတ်ကျသွားပြီးတော့ကော်နီကကူညီခြင်းမိမေးလူတိုင်းအန်ရည်ပြုတွေပဲထင်ကကော်နီကိုဝေးဖို့ပို့လိုက်ကြပါရီဒလိဆန်တွေအားလုံးကလည်းကော်နီကိုဆုံးရှုံးလိုက်ရတော့ဝမ်းနည်းနေကြပြီးမေးမိပြသူ ူလေဒီကနေထွက်ပြေးပြီးတော့ကော်နီကိုရှာပြီးသူတို့မွေးရက်ကိုပြန်ချမယ်လို့ပြောတော့ခလုံးကလက်ခံကြပါရီခိုးထက်လာတော့ဖြူလုံးစီရောက်သွားခဲ့ပြီးတော့ဖြူလုံးကစောင်းနေကိုခေါ်နေတာမို့ကော်ကြီးကလည်းအစိတ်နဲ့မအောင်လုပ်ပြီးတော့တခါလေးခေါ်လာခဲ့ပါရီအပြင်မှာတောတောင်ကိုတွေ့ရမယ်ထင်မိမိမြို့ကသာတွေ့နေရပြီးတော့ရေပြင်ကျေးကြီးကိုလည်းဖောင်ပြင်းဖြက်ခုနေတော့ငမန်းတကောင်ကပေါ်လာလို့မိပြာမြို့ကိုပို့ပေးဖို့ပြောလိုက်ပါရီငမန်းကလည်းသူကယူဆိုးသူများဖွဲ့ရအေဂျင့်ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့တိရိစ္ဆာန်တွေကိုကူညီပေးဖြစ်ပြီးတော့သူတို့စကွယ်ပြောပြကမိပြာတို့ကိုကူညီခဲ့ပါရီမိုးဆေးဘက်မှာတော့တိရိစ္ဆာန်တွေပြောလို့ခေါင်းမီးတောက်နေတော့ဖြူလုံးကမှ ပြောက်လို့လိုက်ရှာကြပါရီဖြူလုံးကလည်းလမ်းမှာသူ့ကိုယ်သူချစ်စရာတွေလုံနေတော့မိုးစေးရွာသတင်းမှကြံတဲ့တော်ဝါရီနဲ့သူ့ကိုအန်ဒီရဲ့ရှိတဲ့တော်ဝါလို့သတ်မှတ်လိုက်တာသိတော့ပါရီဖြူလုံးကလည်းမိပြတို့စီပြင်းနေရုပ်ဆိုးဖွဲ့စကွက်ကိုပြောလိုက်လို့ပေးကူရီကလာရောက်ပြီးတော့ကူညီပါရီမိပြသူတို့တော်ရိုင်းကိုလမ်းပြပေးဖို့ပြောတော့ပေးကူမာလီယာသဘောတူလိုက်ပါရီလမ်းမှာမိုးစေးရွာသားဖားလိုက်ဖမ်းလို့မိပြတို့ကကျုံဟာကားနဲ့လာလိုက်ကြပါရီမိပြကျောင်းမဖန်တာရီဖားနကောင်ကိုမိတော့ကျောင်းကားတော်ရိုင်းကိုတော့မှဖြစ်ကြောင်းပြောပြီးတော့သူတို့လူပေကမိပြတို့လည်းခီးဆက်ခဲ့ကြပါရီနောက်တော့မိုးစေးရွာသားဖားကျောင်းသားတွေကိုဆင်မိ တော့ကားပေါ်ပါတော့ကားနေလိုက်ကြပါရီမိုးစိကကားသားစစ်တော့ကျောင်းသူတို့ကသူတို့ကိုလွတ်ပေးပြီးကျောင်းသူတွေကိုကြားသွားခဲ့ပြီးတော့ဖြူလုံးကအော်လိုက်တာကြောင့်မိုးစိရောက်လာပြီးတော့အကုန်လုံးဖမ်းခံရပါတော့မင်းဒိုင်မင်းရိုးဆိုးဖွဲစကေပုံကိုယူလိုက်တာကြောင့်တရဝါရီကလာရောက်ကူညီပေးခဲ့ကြပြီးတော့သူတို့ကူညီနေတော်ရိုင်းကိုနီးတဲ့ထက်နီးလာပါရီတဖက်မှာတော့မိုးစိကဘုံစိန်မှာလူမိုက်ချို့ကိုသူနေတူလိုက်ဖို့စီးယုံလိုက်ပြီးတော့တဖက်မှာဖြူလုံးရဲ့အနယ်တူကိုဝါလာကိုတွေ့လိုက်ပြီးတော့ဖြူလုံးလေးနေခဲ့ကမိပြာကိုပလက်လိုက်ပါရီမိပြာလေးထားခဲ့လိုက်ပြီးတော့သူတို့ခီးဆက်ခဲ့တော့တော်ရိုင်းနေနေသူတို့မျိုးတူတွေကိုတွေ့သွားပါရီခဏကြာတော့ပင်ကူက ီမီကောက်ကြီးပုတ်တိညိုတို့ကိုမိုးစိတ်ကဖမ်းသွားခဲ့ပြီးတော့မိဖုရားကိုမိုးစိတ်သားလိုက်ဖမ်းပါရီမိဖုရားသူ့အန်ဒီအမပီးတာကိုတိပြီးတော့ဖမ်းခေါ်လိုက်ပါရီတဏီယာရောက်တော့မိုးစိတ်သားမိဖုရားကိုလွတ်ပေးလိုက်ပြီးတော့သူတို့အနယ်တူတွေမှာကုညီတောင်းမိမယ်မကူညီပဲနေတော့ဖြူလုံးကသူကုညီမယ်လို့ပြောကမိသက်ကနဲ့ဒုံရောက်လာပါရီအကုံမောက်တိပြီးတော့အကုံထွက်ပြေးကန်ဒီမှာမိုးစိတ်ကအတင်းလိုက်နေတော့ရုပ်ဆိုးဖွေးရလာကုညီပေးမယ်မိုးစိတ်သားနဲ့အကုံကြောက်သေးကြကန်ဒီဖြစ်နေတော့မှတလေးဆန်ဒီကသူတို့ရဲ့ဆွေးင်းကိုပြသပြီးတော့ကုညီပေးလိုက်ကြပါရီမိုးစိတ်ကတောင်းအကုံကြီးလို့လွတ်ပေးလိုက်ပါရီတလေးဆန်ဒီကလည်းတော်ရိုင်းကိုပြန်လာတော့ရုပ်ဆိုး အဖွဲ့ဝင်ခေါင်းဆောင်ကော်နီကသူတို့လာလာစောင့်နေပြီးတော့သူတို့ကိုကူညီခဲ့တဲ့လမ်းကတလိဆန်တွေကသူ့ဘော်ရာရီဖြစ်ကြောင်းပြောပြီးတော့ဇလန်လီကလည်းပြီးဆုံးသွားပါပြီ။ဟုတ်ကဲ့ပါလူကြီးမင်းတို့အနေနဲ့လည်းကားလမ်းကူရင်ကြည့်ကူကြပါမိပြတို့တောပြက်နေတာနဲ့ပတ်ပင်တွန်းနိုင်ပါ रे ။ဟုတ်ကဲ့ပါစုံဒီကြည့်ပြီးလို့ကျေးဇူးထူးပဲတင်ရှိပါ रे ။